ဒီနေ့လည်းကျွန်တော်မလင်းအကြောင်းတွေပြောပါမယ်ကျွန်တော်တော့ပြောပါမလင်းအကြောင်းတွေပြောပါမယ်မလင်းအကြောင်းပြောမယ်ဆိုတော့ကျွန်တော်ပထမဆုံးပြောမှာကကျွန်တော်နိုင်ငံတော်အဆင့်ကျင်းပလိုက်တဲ့ဒီနိုင်ငံတော်အဆင့်ဝန်ထဲချင်းအထိမ်းအမှတ်နေ့ရက်ပေါ့နော်အဲ့ဒီနေ့ရက်ကိုတပတ်တရတပတ်တိုင်တိုင်ချင်းပေါ့ဆိုမယ်ဒါနဲ့ပတ်သက်ပြီးတော့ပြောပါအဲ့တော့နိုင်ငံတော်ကထုတ်ပြန်ထားတာတော့ဒီ March 28ရက်နေ့ဒီမြန်မာစံတော်ချိန်7နာရီ50နဲ့1မိနစ်90စက္ကန့်2စက္ကန့်မှာဖြစ်သွားတဲ့ခုနကခုနက Richard Scott ရှိတဲ့ ီမြေငယ်လုခတ်မှုကြောင့်သေဆုံးထိခိုက်ပျက်စီးဆုံးရှုံးမှုတွေနဲ့ပတ်သက်ပြီးတော့စာနာနာလေးမှုတွေကိုထပ်ထူခံစားပြီးတော့နိုင်ငံတော်အဆင့်ဒါဝန်ရကြီးအထိမ်းအမှတ်နေ့အဖြစ်နဲ့ဒီ31ရက်နေ့ပေါ့နော်ဒီနေ့31ရက်နေ့ကနေပြီးတော့6 6ရက်နေ့အထိပေါ့နော်6ဒီဧပြီလ6ရက်နေ့အထိဆိုတော့ခုနှစ်ရက်တိုင်တိုင်ဒါနိုင်ငံတော်ရဲ့ဒီဝန်ရကြီးအထိမ်းအမှတ်နေ့ဆိုပြီးတော့နိုင်ငံတော်ဒီမင်းကိုတော့ကောင်းစီကိုချွေရေးနိုင်ငံတော်ကိုချွေရေးကောင်းစီဥက္ကဋ္ဌကနေပြီးတော့ကြေညာထားပြရတယ်ဆိုတော့အဲ့ဒီဟာကိုဒါဒီနေ့ကတော့ ကြီးညာရဲ့နေရာတော့30တရနေရာတော့ကြီးညာလိုက်တာဒါပေမဲ့မနေ့ဖန်မှာတော့ဝန်ထင်းချိန်မှစပြီးပြုလုပ်လို့ပေါ့နော်ဆိုတော့ပုံမှန်ပုံမှန်နေ့စဉ်9ရက်9ရက်ပေါ့ဒီဗရီတန်နီယာ6ရက်နေ့ဒီပေါ့6ရက်ဒီပေါ့ strike ပေါ့6ရက် strike ပုံမှန်နေ့စဉ်အဲစံတော်ချိန်မှာစံတော်ချိန်7နာရီ50မိနစ်ဆုံးရနေစက္ကအိုက်စက္ကလောက်မှာစပြီးတော့ဘာလို့မလဲဆိုတော့နိုင်ငံတော်အဆင့်ဝန်ထင်းချိန်ထိမှတ်ဖြစ်နေနိုင်ငံတော်အလံတိုက်လို့တဝက်လျှော့ချနိုင်ငံတော်အလံတိုင်းမှာပြုလုပ်ရတဲ့အလံတွေကိုတဝက်လျှော့ချတဝက်လျှော့ချရဲဒါမှမဟုတ်တင့်လို့ရတဲ့နေရာတွေမှာ ျုပ်ချပြီးတော့သူအဲ့ဒါဝန်ထမ်းချင်းတိမဖြစ်10မိနစ်ညီသက်ဥညွတ်ကာရော့ပြင်းချင်းလုပ်မယ်။နောက်နှုတ်ရှားသွားလာသူတွေအနေနဲ့အဲ့ဒီအချိန်မှာပဲ10မိနစ်ညီသက်ဆိုတာရက်တက်ပြီးတော့ဥညွတ်ကာရော့ပြင်းချင်းလုပ်မယ်။အဲ့ဒီအချိန်မှာပဲဝန်ထမ်းချင်းတိမတင်နေအော်ဆွဲကာရော့ပြင်းချင်းလုပ်မယ်။ဒီအချိန်မှာပဲကျွန်တော်တို့မီဒီယာတွေပေါ့မီဒီယာဆိုကျွန်တော်တို့ပါတော့မီဒီယာတွေအနေနဲ့ဒီထုတ်လွှင့်လေရှိတဲ့ကိုယ့်အစီအစဉ်ကိုခက်တာရက်ဆိုင်ပြီးတော့ဝန်ထမ်းချင်းတိမလိုဂိုတွေကိုထုတ်လွှင့်ရမယ်ပေါ့နော်ထုတ်လွှင့်မယ်ပေါ့နောက်တစ်ခုကသက်ဆိုင်ရာကိုယ်ခွေရာဘာသာလိုက်ဖျားစီဒီဖျားအကြောင်းတွေဝုပြူရနေရာဒီမှာစွတောင်းမြတ်တာပို့တာချင်းအနေကင်းပိတ်ရင်များစွတောင်းဆံမြတ်ရွတ်ဆိုခြင်းအမြတ်တက်ဝေခြင်းများ လုဆောင်သွားမယ်တဲ့အဲ့ဒီအစီအစဉ်ကိုတနင်္ဂနွေတိုက်တာနဲ့ပြုလုပ်တော့မှဖြစ်ပြီးတော့နိုင်ငံတော်ဆင်ဝန်ထဲချင်းအထိမဲ့နေ့ရက်ကိုတနင်္ဂနွေတိုက်တာလုပ်ချောက်မှုတနင်္ဂနွေကပါဝင်ဆောင်ရွက်ပြုလို့ဆိုပြီးတော့ဌာနဆက်ကနေလင်းထုတ်ပြန်တာတွေ့ရတယ်ဆိုတော့ပြောရရင်တော့လူရင်းစာပြောရင်မနက်ဖြန်မှာမနက်ဖြန်မှာ12နာရီနဲ့50အဲ12နာရီနဲ့50နဲ့အဲ3မိနစ်2စက္ကန့်ပါပေါ့နော်အဲ့လောက်မှာကျွန်တော်တို့ကဒီကျွန်တော်အာဇာနည်နေ့လုပ်တဲ့ကဲ့သို့ပေါ့နော်ဟိုကရ3မိနစ်ညင်သက်ပေါ့ခဲ့3မိနစ်ညင်သက်ကြောက်ရရနေရမှာ3မိနစ်ညင်သက်ကာရောပြူ ဥညွတ်တယ်ဗောနဥညွတ်ကတော့ပြူတယ်နောက်ကျွန်တော်တို့မီဒီယာကြီးဆိုရင်တော့ခုနဒီအမဲရောင် campaign လေးတင်တာမျိုးဗောနအမဲရောင်ဝန်ထဲချင်းအထိမ်းမဲ့လူကိုလေးတွေဗောနအမဲရောင်လူကိုလေးတင်ပြီးတော့ဒါဝန်ထဲချောင်းပြတ်တာလေလောက်အောင်ဗောနဒါမျိုးလောက်အောင်ပြောချင်တယ်ဆိုတော့တူချင်းနေနေရတော့ကွက်ကိုတပင်းနဲ့ညီသက်ပြီးတော့ဥညွတ်ကာရော့ပြူတပင်းပေါ့ကျွန်တော်တို့အလားကြီးတော့ဥညွတ်ကာရော့ပြူတမျိုးပေါ့နော်အဲလိုရှိရင်ဒီဒီအလေးပြူတော့ပေါ့ဥညွတ်ကာရော့ပြူခေါင်းဆိုင်ပြီးတော့ဥညွတ်ကာရော့ပြူတမျိုးနေပြီးတော့တပင်းနဲ့ဒါမျိုးလုပ်ပေးကြဖို့ဆိုပြီးတော့ဒါနတ်ဆက်ကထုတ်ပြန်တာတွေ့ရတယ်ဆိုတော့ဒါလည်းပုံလည်းပြောတော့ ဒီနိုင်ငံတော်အနေနဲ့ဒါကိုဒီလောက်ကြီးမားတဲ့မြန်မာနိုင်ငံမှာဒါအကြီးမားဆုံးငလေပေါ့နှစ်ပေါင်း၁၀၀ကျော်အတွင်းမှာအကြီးမားဆုံးငလေဒါလောက်ကြီးမားတဲ့ငလေတန်ခံရတဲ့ပြည်သူတွေအတွက်ဝန်ကြီးချုပ်ထိမှန်ဖြစ်နေစာနာမှု ထောက်ထားမှုတဲ့ဦးလို့ပြောပြတာပါကျွန်တော်တို့လုပ်နေတာလေးတွေစလုပ်တဲ့သဘောပေါ့နော်ဒါလေးရဲ့ကောင်းပါလေဆိုတော့ဒါလေးရတော့သူ့ရဲ့ငါငလေနဲ့ပတ်သက်ပြီးတော့ဒါနိုင်ငံတော်ကလုပ်ပြီးတယ်ပထမဆုံးလုပ်ပဲလုပ်ရပေါ့ဒါမျိုးကနှစ်တိုင်းလုံးမလာလို့မင်းတော့နောက်နှစ်တည်းလုံးမလို့ကတော့စောင့်ကြည့်အောင်ပဲနှစ်စဉ်လုံးမလားဆိုတော့တော့မသိသေးဘူးပေါ့နှစ်စဉ် နစ်စင်မတ်လ28ရက်နေ့ရောက်တိုင်းမှာအဲ့ဒါလိုမျိုးလုံမလားဆိုရင်မေးဖို့တော့ကျွန်တော်လည်းအဲတခြားတော့မသိသေးဘူးနော်ဒါကတော့စောင့်ကြည့်အောင်ပေါ့နိုင်ငံတော်နေနဲ့ကိုဆက်လို့မသိဘူးဒါကတော့သူ့ရဲ့နိုင်ငံတော်အဆင့်ဝန်ထမ်းချင်းထိမဲ့ကိစ္စကိုပြောတော့ဆိုတော့ဒါတစ်ချက်နောက်တစ်ခုကဒီဟာလေးပြောပြီးတော့ဒီနေ့မှာကျွန်တော်တို့တခြားစိတ်ဝင်စားဖို့ကောင်းတဲ့သတင်းလေးတွေပြသပြောကြတာပေါ့အခြားပါလဲဆိုတော့စိတ်ဝင်စားတော့မဟုတ်ဘူးကကျွန်တော်သတင်းချင်းတွေပြောတယ်သတင်းကစိတ်ဝင်စားလို့ပေါ့သတင်းချင်းတွေပြောပါမယ်အဲ့ပါလဲဆိုတော့ကျွန်တော်တို့နာမည်ကျော်စိုးရိမ်တယောက်ဖြစ်တဲ့ဂျင်းကြီးကြီးပဲဂျင်းကြီးကြီးကဒီနေ့မှတ်မှာပဲ ခေါ်တော့ခဲ့ပါတယ်သူ့ရဲ့အိမ်မှာပဲခေါ်တော့ပါတယ်ကျမရင်းနေလေးတိတ်ရောပြီးတော့လူကြီးယောဂါကိုအသက်80နှစ်ဆိုတော့လူကြီးယောဂါကိုဗျာလူကြီးယောဂါနဲ့သူတိတ်ပြီးတော့မောပန်နှလုံးတိတ်မကောင်းထင်ပါရဲ့လူကြီးယောဂါနဲ့ပဲရုပ်တရက်ဒီနေ့မနေ့မှာပဲဆိုရင်ဆုံးမသွားတယ်ခန္ဓာကိုယ်ကဒီကြီးတိုင်ဖြစ်တယ်ဟိုတိတ်ပြီးတော့ခန္ဓာကိုယ်ကသူနဲ့ညိုင်နေလာလို့ဆိုတာပြီးတော့ဆိုဟိုခန္ဓာလဲလဲနေပေါ့ဆုံးမသွားတယ်ဆိုတော့ဘုံကြီးလူကြီးယောဂါနဲ့ဆုံးမသွားတယ်ဆိုတော့အသက်ကတော့80နှစ်နဲ့ရှိပြီအဲဘာပြောသူကတော့ဒီလို ဟိုဒီလိုကာလာကြီးမှာသူဆုံးမသွားရှာတော့ဆိုတော့အသက်92နှစ်ရှိပြီဆိုရှိရှိဆိုမဲ့ဂျင်းကြီးကဟိုအားလုံးဒီအတိုင်းပဲဟိုတစ်ခါလေးမှာ landway platform မှာတချင်းကြီးသွားဆိုလို့ဆိုတာသူကဒီလိုမျိုးလွတ်လပ်တဲ့ free style နေတတ်တဲ့ဆိုတော့ဖြစ်တယ်သူရဲ့နာမည်ကျော်တချင်းနေတဲ့ဂျာဘူးခါဆိုရင် log cafe ဘာလို့ဂျာဘူးနေမယ် demo ဆိုတဲ့တချင်းကြီးဂျာဘူးပါလိမ့်မယ်เนาะအဲ့လိုတချင်းမျိုးတွေတကယ်နာမည်ကျော်တချင်းတွေပါဆိုဒီလိုသချင်းတွေရဲ့ပိုင်ရှင်ပေါ့ဗျာတကယ်ပြီးတော့ပုံကျွန်းကြီးကိုအများဆုံးဆိုရဲဆိုပါဟိုတအားကြီးကို တင်ရှားကြော်ကြပြီးဟိုအရန်ကြီးကိုတခါတည်းသဲသဲလို့အားပေးခြင်းမခံတော့လဲအဲသူတကယ်ကိုတင်ရှားကြော်တဲ့လူကြောက်ဖြစ်ပါတယ်သူတချို့အစော်ရီနဲ့ရှင်လိုက်သဲသဲလို့အားပေးခြင်းမခံတော့လဲတချို့အစော်ရီတဲ့သူအမှုပညာပုံကတော်တော်လေးမားမရက်တဲ့သူတော့ကြောက်ပါပါတယ်ငွေကြေးရလို့မှုတဲ့အမှုပညာကိုပဲမားမရက်တဲ့သူတွေမှာပါပါတယ်ဒီလိုပုံကိုပြပါဆိုတော့ဘာပြောဟိုဒီလိုနဲ့ပဲအသက်ရွယ်ကြီးနေတာလေကခလုံးဆုံးမသွားရဘောနော်ဆိုတော့ဘာလဲဒါလေးလေးဒါသူ့ရဲ့ပါပိသူပေးတဲ့တွေအတွက်စင်ကောင်းပွဲရတဲ့တခုဖြစ်နေတယ် ထည့်ပြီးတော့ទីပြတာပါဒါမဲ့နေ့ရက်နေ့ April 9ရက်နေ့မှာတော့သူ့ရဲ့နိုင်ရီကိုရေဝေးလို့တမ်းလို့တော့ပြီးရပါတယ်အဲ့တော့ chicken ကြာပြီးရင်းနေနဲ့တော့ကြောက်ပေါ့တော့တော့ပြီးတော့ဒါသူ့ကိုနှုတ်ဆက်ကြဖို့လဲယူတော့ပြန်ဒါပါလေးဒါလေးကျိုးထည့်ပြတာပါဒါတစ်ခုပေါ့နော်နောက်တစ်ခုကကျွန်တော်တို့ဒီငလင်ရဲ့အကြောင်းနေလည်းဒီနေ့ပြောမှာပါဒါငလင်အကြောင်းနဲ့ဆက်ဆက်ပြီးတော့ဒါလည်းဗာပြောမှာလို့ဆိုတော့တိုင်းပြည်ကရှုပ်ထွေးနေတဲ့အချိန်ပေါ့နော်ဒီလိုငလင်ကိစ္စတွေထွေးရှုပ်ထွေးနေတဲ့အချိန်မှာကျွန်တော်တို့တိုင်းပြည်မှာဒီလို တောင်းပြီးလောင်တော့ကြောင့်လည်းကမ္ဘာကဆိုလို့တချို့တော့ရုပ်မှာရက်ဆက်တယ်ဆိုပြီးတက်ရှိပေါ်လာတယ်ဗျအဲ့ဒီထက်တခုပြောပါဆိုရင်ပထမအဆင့်ကဒီနေပြီးတော့နော်မြေပြီးတော့မြို့ပြီးနိုင်ငံဝန်ထမ်းအဆင့်အိမ်ညာပေါ့နော်အဲ့ဒီမှာအဲ့ဒီမှာဓမ္မတိုင်ဖုန်းပြသွားတယ်ဆိုတော့နေပြီးတော့ပေါ့နော်ဆိုတော့အဲ့ဒီဒီသဘောဘေးနဲ့ပေါ့ဗျာပြောရရင်သဘောဘေးနဲ့ငလျင်ဘေးနဲ့ရှုပ်ထွေးနေတဲ့အချိန်နိုင်ငံဝန်ထမ်းဆောင်ဘက်မှာပေါ့နော်မြို့ပြီးနိုင်ငံဝန်ထမ်းဆောင်ဘက်မှာသဘောဘေးနဲ့ရှုပ်ထွေးနေတဲ့အချိန်ဒီငလျင်ကြောင့်သူ့အဖြစ်နေကြမှာကယ်ဆယ်ရေးအဖွဲ့လိုဟန်ဆောင်ပြီးတော့ ဒါပုတ်စုလိုက်ကားစီးနဲ့လာပြီးတော့ဓမ္မတိုက်ရောဖြစ်စင်ပြီးဖြစ်သွားတယ်ဒီနေ့မနေ့စောကြီးမှဖြစ်သွားတယ်နော်မနေ့ပိုင်းဖြစ်သွားတာပါဆိုတော့သဘူတိမီနဲ့သစင်း6အဆောင်သုံးမှနေတယ်အမျိုးသမီးအဲ့တူဟိုအမျိုးသားလေးရပါတယ်ဝိုင်းဓမ္မတိုက်ပါတော်တော်လေးဒီဖြစ်စင်ကလည်းဟိုကျွန်တော်တို့တော့ရှောက်ကြရတယ်ဘယ်လိုသူကလူတွေဒုက္ခရောက်နေတယ်ခက်ခဲဖြစ်နေတယ်ကြက်တွေနေတဲ့အချိန်မှာဒါမျိုးလုပ်တယ်ဆိုတာလုပ်တင်လုပ်ခဲ့တဲ့လူရဲ့မဟုတ်တာဗျာဒါမျိုးလုပ်တယ်ဆိုတာတော်တော်ကိုအောက်တန်းကြတဲ့လူရဲ့အလုပ်ပါတကယ်ကိုအောက်တန်းကြတဲ့လူလို့လူတော့လူပဲလူတို့တော့ လူခန္ဓာကိုယ်နဲ့တော့မွေးလာရင်မလူစိတ်မရှိဘူးပေါ့ကြည့်ရတော့သူတို့အမေကဒီလူတွေမွေးကနေမှတည့်ရမွေးကမွေးကနေဒီလူတွေကိုယ်ဝင်မလွဲတယ်မှာတိလိစံတစ်ခေါက်တော့သွားပြီးအများကြီးခဲ့နေကြတာတော့မသိပါဘူးဟင်အဲ့နောက်သူ့ကိုမွေးလာတယ်ထင်ပါရဲ့ဟင်သူ့အမေသူ့ဖေနဲ့မေဖေနဲ့မေဖေနဲ့တိလိစံတစ်ခေါက်တော့ညားရည်ပြီးတော့အဲ့ဒီနောက်ကိုယ်ဝင်ဆောင်ပြီးသူ့လူမျိုးဒီလူမျိုးတွေမွေးလာရဲ့ထင်ပါတယ်ဒီလိုပဲကျွန်တော်မြင်တယ်ဘာလို့တော့ဒါတော့မယဉ်ရန်ကားတယ်ဒါတော့လူတွေတော့ခိုက်အောင်လုပ်ပါလေဆိုမှတော့တမန်တကယ်ပေါ်ရှိနေတယ်ဟိုတော်တော်ဆုလို့ပဲเนาะအဲ့ဒါ နေပြည်တော်မှာရှိတဲ့အမျိုးသမီးနိုင်ငံဝင်တဲ့အဆောင်အဲအဆောင်အဆောင်နာမှာဖြစ်သွားတာနော်ဆိုတော့ဒါကနေရာပြောရရင်နော်ဒီသဘူသီးလေးမျိုးနဲ့သတင်း6အဆောင်တော့မှာနေတဲ့အမျိုးသမီးတယောက်ကိုဟုတ်ပြီလားသူကတော့ကြည့်ရတော့သူစိတ်ထဲမှာတော့အကူညီကလေးတမားတို့ထင်တာပေါ့ခဏဆိုရုံနော်ဟိုဘာပြောဘာရင်းပါသွားလဲပစ္စည်းပါသွားလဲဆိုတော့သူ့မှာနည်းပါလက်ဝက်လက်စာနည်းပါတော့ပိုင်ပါတော့ဗျာသိသိတော့ဒီချောင်းမသိအောင်ဒီတင်းကတော့အရင်ကျေလောင်တော့ကြားရဖြစ်မသွားပြီမဲ့ဒီဆန်းတမရတဲ့ဒီမရတဲ့ဖြစ်သွားလဲဆိုတော့တင်းကတော့ တွေ့ရမှာပြည့်နေတဲ့ခုတော့ဖြစ်သွားတယ်ပေါ့နော်နောက်တော့ဒါတစ်ခု